တရက်မှာဈေးဝယ်ထွက်နေတော့တထေသမီးတယောက်ကသူ့မောင်လေးငငယ်တုန်းကပုံစံနဲ့ထူးထူးခြားခြားတူနေတဲ့ကလေးမလေးတယောက်ကိုလမ်းဘေးမှာမမျှော်လင့်ပဲတွေ့လိုက်ရတယ်။သူ့တန်တရားကိုအတီးပြုတ်ဖို့သူ့မကကလေးမလေးနောက်ကိုတိတ်တိတ်လေးလိုက်သွားခဲ့တယ်။ကလေးမလေးကသူ့အမေစေကူတာစီရဲ့အတွက်ပတ်စံရှာနေမှန်းသိလိုက်ရတဲ့အခါသူ့မအယံစိတ်ထိခိုက်သွားပြီးရွံတောင်းကိုကူညီဖို့လှူဒန်းခဲ့တယ်။ ဒါပေမဲ့ကလေးမလေးကကျေးဇူးတင်ဖို့ခေါင်းညွှတ်လိုက်တဲ့အခိုက်အတန့်မှာပဲအမျိုးသမီးကကလေးမလေးရဲ့လက်ပင်းမှာဆွဲထားတဲ့ဆွဲသည့်တစ်ခုကိုမတော်တဆမြင်လိုက်ရတယ်။ယေလနာတန်လိုက်အိမ်မြောင်လို့တည်ကြတဲ့ဂါမီတာစုရဲ့တခုလေးသောမျိုးရိုးစဉ်ဆက်အမွေနှစ်ဖြစ်နေခဲ့တယ်။အတွေ့တစ်ခုကသူမကောင်းတဲ့ရုပ်တရက်ဝင်လာခဲ့တယ်။သူမကသူ့မောင်လေးကိုတွေ့ဖို့အိမ်ကိုအမြန်ပြန်လာခဲ့တယ်။မင်းမသမီးတယောက်ရှိနေနိုင်တယ်။နောက်မှသမီးတယောက်ဘလို့လှုပ်ရှိနိုင်မှာလဲ။ဒုတိယအမဘာရီလာပြောနေတာလဲ။ မဟုတ်ဘူးငါမမားတာတေးကြတယ်အဲ့ဒီကလေးမလေးရဲ့လက်ဘင်းမှာမင်းရဲ့ယတနာတန်လိုက်အိမ်မြောင်ကိုဆွဲထားတယ်ဒီစကားကိုကြားလိုက်ရတော့အဲ့ဒီအမျိုးသားကလွန်ခဲ့တဲ့9နှစ်ကသူ့ဤစားဟောင်းကိုချက်ချင်းတရိယာသွားတယ်အဲ့ဒီတော့ကသူတို့ဟာအရန်ချစ်ကြတဲ့ဆုံတွဲတွဲဖြစ်ခဲ့ပြီးသူတို့ရဲ့အနာဂတ်သမီးလေးကိုလက်ဆင့်ကမ်းပေးဖို့ရည်ရွယ်ပြီးမိသားစုအမွေကိုတောင်သူမကိုပေးခဲ့ဘူးတယ်ဒါပေမဲ့သူအံ့အားသင့်စွာနဲ့ပဲမကြခင်ပါပဲ။သူမကတထေးရီကူပဲသဘောကျတယ်။သူကသူမနဲ့မတန်ဘူးလို့အကြောင်းပြပြီးရုတ်တရက်လမ်းခွဲစကားပြောခဲ့တယ်။ သူကမထားခဲ့ဖို့တောင်းပန်ခဲ့ပေမဲ့သူမကနှလုံးသားမရှိဘဲနောက်တစ်ချက်တောင်လှည့်မကြည့်ဘဲထွက်သွားခဲ့တယ်။အဲ့ဒီအချိန်ကစပြီးသူ့ရင်ထဲမှာနာကျင်မှုတွေနဲ့ပြည့်နှက်သွားတယ်။ဒါပေမဲ့သူဘယ်တော့မှမသိခဲ့တာကတော့သူမထွက်သွားခဲ့တဲ့အကြောင်းရင်းမှန်ကကျွတ်သားများတစ်ပြေးပြေးအားနည်းလာသောယောဂါရှိနေမှန်သိလိုက်ရလို့ပဲဖြစ်တယ်။သူ့အပေါ်ဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်လို့သူမကပတ်စံပတ်တဲ့သူတယောက်လိုဟန်ဆောင်ပြီးဆက်ဆံရေးကိုအဆုံးသတ်ခဲ့တာပါ။ဒါပေမဲ့သူတို့လမ်းခွဲလိုက်တဲ့အချိန်မှာသူမကသူ့ကလေးကိုကိုဝင်လွယ်ထားခဲ့ပြီးသားဖြစ်နေတယ် ခုနှစ်ဆိုတဲ့အချိန်ကမျက်စိတမိတ်တွင်ကုံဆုံးသွားခဲ့တယ်။အမျိုးသမီးကသူ့ရဲ့သမီးလေးကိုတယောက်တည်းပြုစုပြောင်းထောင်ခဲ့ပေမဲ့အောင်ဇယောဂါကသူ့မကိုတဖြည်းဖြည်းဝါမျိုးသွားပြီးအကျော်တေလူနာတယောက်ဖြစ်သွားခဲ့တယ်။ပြီးတော့တရက်မှာကလေးမလေးကဖခင်เจ้าတစ်ခုမှဆူတောင်းဖို့သွားရင်အဲ့ဒီအမျိုးသားရဲ့အမကြီးနဲ့တွေ့သွားခဲ့တယ်။ကလေးမလေးကသူ့တူမဟုတ်မဟုတ်အတီးပြုဖို့သူ့မကအိမ်ကိုအ мян ပြန်ပြီးသူ့မောင်ကိုအကြောင်းစုံပြောပြခဲ့တယ်။ ဒါပေမဲ့အတိတ်ကိုနာကျင်နေတုန်းဖြစ်တဲ့အဲ့ဒီအမျိုးသားကဒါကိုယုံဖို့ငင်းဆန်ခဲ့တယ်။ပတ်စံကိုပဲအယမ်းမတ်မောတဲ့မိမတယောက်ကသူ့ကလေးကိုဘယ်တော့မှမွေးဖွားမှာမဟုတ်ဘူးလို့သူယုံကြည်နေခဲ့တယ်။သူတို့အဖွားကတောင်ကလေးမလေးကဂါမီသားစုရဲ့တွေးသားအစ်စ်အမှန်မဟုတ်မှာကိုစိုးရိမ်ခဲ့တယ်။သူမသားတခြားယောက်ျားတယောက်ရဲ့ကလေးဆိုရင်ဘယ်လိုလုပ်မလဲ။ဒါပေမဲ့အမကြီးကဒါကိုကြိုတွေးထားပြီးသားပါ။မထွက်ခွာခင်မှာသူမကကလေးမလေးရဲ့စပင်းနှင်မြင်ကိုတိတ်တဆိတ်ယူလာခဲ့တယ်။ ။ဒနတ်စစ်ဆေးမှုကအမှန်တရားကိုဖော်ထုတ်ပေးလိမ့်မယ်။အကြာကြီးဆောင်ဆိုင်ပြီးနောက်စစ်ဆေးချက်အဖြေတွေက အမျိုးသားရဲ့ဖုန်းထဲကိုရောက်လာခဲ့တယ်။အဖြေကိုဖွင့်ကြည့်လိုက်တဲ့အခါသူလုံးဝအံ့အားသင့်သွားတယ်။ကလေးမလေးကသူ့ရဲ့တကယ့်သွေးသားအရင်းအချာသမီးလေးဖြစ်နေခဲ့တယ်။သူကအဲ့ဒီအမျိုးသမီးနဲ့ဘာမှထပ်မပတ်သက်ချင်တော့ပေမဲ့ကလေးကတော့ဂာမီတာစုရဲ့အဖွဲ့ဝင်တစ်ယောက်ပဲလေ။အဲ့ဒီအတွင်းနဲ့အတူသူကကလေးမလေးကိုအိမ်ခေါ်လာဖို့ဆုံးဖြတ်လိုက်တယ်။ကလေးမလေးကတော့ဘာတွေဖြစ်လာတော့မယ်ဆိုတာမသိခဲ့ပါဘူး။ သူမကဒီအကြောင်းအရာတွေကိုဘာမှမသိပဲပျော်ရွှင်စွာနေမြဲနေခဲ့တယ်